ောက်ခွဲရေးတက်မတော် PDF ဟာလေးနှစ်တာကာလအတွင်းမှာစည်ရေးစည်ယုံရေးနဲ့အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီတဲ့တက်မတော်တရက်ဖြစ်လာတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ပြည်တော်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောပါတယ်။ NUG ကာကွယ်ရေးဝင်ကြီးဌာနရဲ့ PDF ဖွဲ့စည်းခြင်းလေးနှစ်ပြည့်အထိမ်းအမှတ်ဖြစ်မေလ9ရက်နေ့မှာပြောကြားတယ်။ပြည်တော်စုဝင်ကြီးချုပ်ရဲ့မိန့်ခွန်းနဲ့မှာထည့်သွင်းပြောဆိုခဲ့တာပါ။ပြည်သူ့ကာကွယ်ရေးတက်မတော်ဟာလေးနှစ်ပြည့်မြောက်ခဲ့တဲ့အချိန်မှာ ယခင်နှစ်တွေကတည်းပုံမူလုံနိုင်စွာပြီးဝလာတာကိုလည်းတွေ့ရတယ်။စီရေးစွန်ရီစီယုံရီစွန်ရီအုတ်ချုပ်ရီစွန်ရီပြည့်မီတဲ့တမရတရားအဖြစ်တည်ဆောက်ထားနိုင်တာကိုတွေ့ရလို့လေးစားဂုဏ်ယူတယ်။တွန်လိုင်းအောင်ပွဲနီးတဲ့နီးလာအောင်ကြိုးပမ်းကြတဲ့နေရာမှာရဲဘော်တွေအားလုံးစိတ်သက်ကြဆင်းခြင်းမရှိပဲတက်တက်ကြွကြွရွရွချွန်းချွန်းလှုပ်ဆောင်နေခြင်းကိုဆက်လက်ထင်းသိမ်းပြီး ဆရာနာရှင်စနစ်ချုပ်ငင်းကနိုင်ငံသူနိုင်ငံသားအားလုံးလိုလားတောင့်တနေတဲ့ Federal Democracy နိုင်ငံတည်ထောင်နိုင်ဖို့ကျမ်းမာရှင်လန်းစွာဖြင့်ဆက်လက်တိုက်ပွဲဝင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်စစ်တပ်ဟာပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့အရက်သားအစိုးရကို လက်နက်အားကိုနဲ့2022ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာအတ္တမအာဏာသိမ်းယူခဲ့ပါတယ် ပြည်သူတွေဟာဆရနာတိတ်မှုကိုလက်မခံကြောင်းမြို့ပြနဲ့ကျေးလက်တွေကလမ်းမတွေပေါ်မှာတန်းနဲ့ချီပြီးငိမ့်ချန်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပေမဲ့စစ်တပ်ကစစ်မြေပြင်သုံးလက်နက်တွေနဲ့ရဲရဲဆက်ဆက်ပစ်ခတ်တပ်ဖြတ်ခဲ့ပါဗျ။အဲ့ဒီနောက်မှာတော့လူငယ်တွေဟာလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြပြီးတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေရဲ့နေမြေတွေမှာစစ်တပ်နဲ့တွေတက်ခဲ့ကြကအနာသိန်းစစ်တပ်ကိုတံပြန်ခုခံတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ စာသင်ခန်းတွေထဲမှာရှိနေကြရမယ့် PDF လူငယ်တွေဟာလင်းနတာကာလအတွင်းမှာစစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်တိဆုံးခဲ့ရသူတွေရှိသလိုစစ်စင်ရေးအတွင်းစာဆုံးခဲ့ရသူတွေအများအပြားရှိခဲ့ကြပါတယ်။ကျွန်တော်အနေနဲ့အရင်တုန်းကဆိုရင်ဒါအေရအူတိုင်းတို့အဲဒေတာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲတိုက်ပွဲတွေဖြစ်လာမယ်ပေါ့နော်။ဒါတော်လန်ရေးဒီဆင်ရွှဲလာမယ်လို့တော့ကျွန်တော်တို့အစိမ်းမကူမိကြသေးဘူးပေါ့နော်တော်တော်လေးတော်လန်ကြီးရဲ့အရွေးက အပြောင်းလဲတော်တော်ကိုမြင်ရတယ်ပေါ့နော်အရေးတော်တော်ကိုကောင်းခဲ့တယ်ဒါကလည်းကျွန်တော်ပြည်သူတွေနဲ့ဒီတော်လိုင်းတက်ဖွဲ့ရေးကြားပေါ့နော်ပြီးတော့ဒီမြို့သားညီမျိုးဆိုရနဲ့ဒီတိုင်းသားတော်လိုင်းတက်ဖွဲ့ EO ရေးကြားရေးကစုံကြည်မှုအဲခိုင်မာမှုရဲ့တက်တည်တာရကကြီးလို့တော့ကျွန်တော်ယုံကြည်ရပြဒီတိုင်းပဲပြည်သူတွေအနေနဲ့လည်းအဲကျွန်တော်တနက်ကိုင်းတော်လိုင်းရေးပေါ်မှာစုံကြည်မှုရှိရှိနဲ့အဲဆက်လက်ပါဝင်သွားကြမယ်ကျွန်တော်တို့ ဒေါ်လာရင်းတစ်ဖွဲ့အနေနဲ့လည်းပြည်သူမျက်နှာမူပြီးတော့အာဒေါ်လာရင်းပေါ်တတိမမှန်နဲ့ကျွန်တော်တို့ရဲ့မူလရည်မှန်းချက်ကိုတတိမသိအဲအကောင့်တွေဖော်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လူလူလွတ်မြောက်ရေးအဲဒေါ်လာရင်းကမနေ့အမြန်ကျွန်တော်တို့အောင်ပွဲရအောင်မယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့ယုံကြည်ကြောင်းပြောချင်ပါတယ်ဗျ PDF တွေဟာပြည်နယ်နဲ့တိုင်းရင်းသီးသီးကစစ်စင်ရေးတွေမှာတိုင်းရင်းသားလက်နက်ကိုင်ဒေါ်လာရင်းအဖွဲ့အစည်းတွေနဲ့လက်တွဲပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကိုဆင်နွှဲခဲ့တယ်လို့သမိုင်းဝင်အောင်ပွဲတွေရရှိခဲ့တဲ့ ဆယ်၂၈စစ်စင်ရေးတွေမှာလည်းပါဝင်ခဲ့ကြပါဗျ။နိုင်ငံရေးစစ်ရေးလှစ်လာတုံ့တက်သူတွေကတော့စစ်တီလက်နက်အင်အားနဲ့တိုက်ခိုက်ရေးစွန့်ရင်အကောင်းလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့စစ်စင်ရေးတွေကိုခုခံကာကွယ်ဖို့မလွယ်ကူတော့သလို၂၀၂၅မှာစစ်ကောင်စီဘက်ကတပ်စခန်းဆုံးရှုံးမှုတွေပိုများလာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ဒီဘာတောင်းလို့ဒီဘာဒီဘာဘာတူးလဲရှင်လေ ဒီလေးနှစ်တွင်းဒီပြောင်းလဲတိုးတက်မှုတွေကတော့အများကြီးပါကျွန်တော်တို့မထင်ထားတဲ့အခြေအနေတွေပေါ့နော်လက်ရှိအခြေအနေမှာတော့ဒီမြန်မာတိုင်းငံတော်မှာရှိတဲ့တိုင်းဒါဒွန်လိုင်းအင်အားစုတွေနဲ့နောက် MOD လောက်ခံ PDF ဖွဲ့တွေပကပဖွဲ့တွေဒီဖွဲ့တွေနဲ့ကဒါဟန်ပြညင်ကြီးနဲ့ကျွန်တော်တို့စူးစီးတိကျောက်ထားပြီးသားကျွန်တော်တို့ဖြစ်နေပြီအဲ့လိုပဲဒါမြို့တွေနဲ့တွေကျွန်တော်တို့အများကြီးထိန်းသိမ်းပြီးတော့ကျွန်တော်တို့စုမိုးထားတဲ့အခြေအနေတွေလည်းကျွန်တော်တို့ဖြစ်နေပြီ PDF အင်အားပေါ့နော်ပြည်ရဲ့အင်အားရောဟောပြည်ရဲ့တပ်ဖွဲ့တွေရဲ့လက်နက်တပ်ဆင်ထားမှုအချင်းအင်အားတွေရောကျွန်တော်တို့မှာတော်တော်အင်အားတောင်းတနေနေဖြစ်နေပြီပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့တွေဒါမယုံနိုင်ကြတုတ်တက်မှုတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ရှေ့ဆက်ပြီးတော့သွားမဲ့အချိန်ဒီမှာတော့ဒါ EU တပ်ဖွဲ့တွေနဲ့ဒါ PDF MOI လောက်ခံ PDF ပကပဒီဖွဲ့တွေရဲ့အဲညီညွတ်ညွတ်နဲ့တော့မာပြီးတော့ကြက်ကြက်နဲ့အဲဒါဟန်ကျင်ညီညီနဲ့သွားမယ်ဆိုလို့ရှိရင်ဒီတဲ့ ိုတဲ့အောင်မြင်မှုတွေကျွန်တော်တို့ဆက်ရမယ်လို့ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်တူမီတနက်တွင်နဲ့စတင်ခဲ့တဲ့နှွေဦးတော်လှန်ရေးကအခုဆိုရင်စစ်အုပ်စုရုံးထိုင်ရာနေပြည်တော်ကိုပါချိန်ချောက်နိုင်နေပြီးကမ္ဘာအဆင့်30ခွန်ရှိတဲ့မြန်မာစစ်တပ်ကိုအရှုံးတွင်နဲ့ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းကာလကနေ2024ခုနှစ်ဒီဇင်ဘာလ29ရက်အထိမြို့နယ်ပေါင်း144မြို့နယ်ကိုတော်လှန်ရေးအင်အားစုတွေကစိုးမိုးအုပ်ချုပ်ထားနိုင်ပြီလို့2025ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာ MOD ကထုတ်ပြန်ကြေညာခဲ့ပါတယ်